အရူဝါလာ25ရင်းနေသာဝရဘုရားသခင်ကိုမျှော်လင့်တော့အာယူ၏ရဲရင်သောစိတ်နှလုံးရှိတော့သာဝရဘုရားကိုမျှော်လင့်လျက်နေတော့ဆာလံကျန်းခန်းကြီး29အခန်းငယ်ဆက်လေးစိတ်တဲ့ကြာခြင်းသည်အထူးဆန်းမဟုတ်ပေတမန်ကျမ်းစာပါထင်ရှားသော ခေါင်းဆောင်များစွာတို့သည်စိတ်တဲ့ကြာဘူးရပါတယ်ဆိုင်းတိုင်းတဲကရရတွင် မောရှိသည်၎င်းအေလိယသည်ရေသာဘေလကတဲ့ရန်ရှားဖွေသောအခါတွင်၎င်း ဒါဝိမင်းကြီးသည်တားတော်အဘယ်ရှလုံကဖုန်ခံသောအခါတွင်၎င်းစိတ်သက်ကြကြပါသည်ကျွန်တော်တို့သည်လည်းအချိန်မောင်းများစွာအချိန်ဤမျိုးမျိုးတို့အတွက်စိတ်သက်ကြခြင်းသည်ယုံကြည်ခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပါသည်စေတန်၏အကြံစီတစ်ခုမှာတင်ပေါ်အရွင်ဘုရားသခင်၏လှုပ်ဆောင်ချက်များကိုအနောက်ရှက်ပေးရန်ဖြစ်ပါသည်စိတ်သက်ကြခြင်းသည်ဘုရားသခင်၏ဂုဏတော်ကိုမျက်ွယ်ပြုစေကအခြေအနေများသို့သာအာယုံစူးစိုက်စေပါသည်ကျွန်တော်အနေဖြင့်လူတစ်ယောက်သည် နေ့စဉ်တမာကျမ်းစာကိုလေ့လာဖတ်ရှုခြင်းဘုရားသခင်ရဲ့အချိန်ပေးပြီးဆူတောင်းခြင်းနဲ့ယုံကြည်ခြင်းခံပါသူဖြစ်ရင် ရေရှည်စိတ်သက်ကြခြင်းတွေ့ကြုံရမည်မဟုတ်ပေယနေ့အတွက်ဆူတောင်းခြင်းအဖဘုရားသခင်ကျွန်တော်စိတ်သက်ကြတဲ့အခါကျွန်တော်ရဲ့ရင်းရိုင်နဲ့ယုံကြည်မှုကိုဖယ်ရှားပေးပါအရှင်အမြဲတမ်းရှိနေပါယေရှုတရားမတိတတ်တဲ့အတွက် ခွင့်လွှတ်တော်မူပါအာမင် ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာ။နောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါရယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။